ီကြောက်တက်တာကြီးอ่ะခုတည်းမှာကြောက်တက်တာကြီးတည်းမှာမနုစာကြီးလက်ကြီးထားတယ်မောင်တော်တိတရာကဖွင့်มาပွင့်မယ်ဘာညာဒါတော့ဒါတွေကတော့ဒီထိုးဆက်လို့ခေါ်တယ်ဒီထိုးဆက်ဆိုတာကတကယ်အဖြစ်ပြက်ကြီးတကယ်ရှိနေတဲ့အဖြစ်ပြက်ကြီးတည်းမှာမိမိဇက်ကောင်တွေကိုနဲ့ဇလန်းတွေထိုးပြီးတော့ရေးဖွဲ့တာ တမျိုးတကယ်ရှိနေတဲ့အဆောက်အဦတွေကြီးထဲမှာတက်မဲ့အဆောက်အဦတွေထဲမှာကိုယ့်ရဲ့ဇက်ကောင်တွေဇလန်းတွေကို ရောပြီးတော့ရေးဖွဲ့လာတာတမျိုးဒါတွေကခြာရေးဆရာမှာလုတ်ပိုင်ခွင့်ရှိတယ်ရုပ်ရှင်ရိုက်ထားတာလည်းရှိတယ်ပြီးပြီလို့တော့ပြောတယ်ဟိုညုံမင်းလွင်ဆိုတာလေဒါတိုက်တာညုံမင်းလွင်နာမည်ကြီးပေါ့အဲဒါတိုက်တာကရိုက်ထားတာသူလည်းတော်တော်စူးစမ်းပြီးလိုက်ရိုက်ထားတာရေးလာတော့84ခုပေါ့နော်ဆောင်းတွင်ညတညအဲ့ရတော့မှတ်မိတယ် အဲ့ဟာဒီဇင်ဘာလားနိုဝင်ဘာလားတော့မသိဘူးเนาะဆောင်းရင်းညတညလေးမှာ84ခုပေါ့အမှတ်295ဘိုးလင်းလန်းကြောင်မြောင်းမှာရွေးတာပေါ့เนาะအဲ့မှာရေးတာအဲ့တော့အကိုက7နာရီလောက်ပဲရေးနေပြီးတော့သူကအဲ့ဟာလေးကိုမနုစာလေးရာလေးကိုသူကပြเนาะဖတ်ကြည့်ပေါ့ဖတ်ကြည့်ပေါ့တမျိုးကြီးပဲလို့ဟိုစမ်းတယ်လို့ဆိုပြီးဒီလောက်ပဲပြောတယ်ဟိုယာစွင်ဝတ္ထုကြီးလားလို့ဆိုတော့ ေးတယ်ငါပြီးတော့မှဟိုကပြအောင်မယ်နမြက်အဲ့လေးဖတ်ထုတ်ဆိုတော့အဲ့လေးနမြက်နာဖတ်ပြီးတော့နောက်တော့သူခဏနာပြီးတော့လက်ဖက်သွားတောက်မယ်ဆိုပြီးတော့မူကုန်းလန်းကျဲထိတ်ပါလေလက်ဖက်သွားတောက်ကြညီကိုနှစ်ယောက်လက်ဖက်နန်းနန်းပြားနဲ့သွားတောက်ပြီးပြန်လာနောက်ပိုင်းသူဆက်ရေးလာမသိဘူးအဲ့ချိန်မှာတော့သူကဟိုနင်းမှာသူအလုတ်လုံနေတယ်ပြည်တော်ရေးဆန်ဆဲဆိုတော့၄00ခန်းမှာပြည်တော်ရေးဆန်ဆဲမှာမန်နေဂျာအနေနဲ့လှုပ်နေတဲ့ချိန်ပေါ့နော်အဲနောက်တစ်ရက်လဲကြာအောင်သူဒီ စာမူကိုပိုက်ပြီးတော့ဆက်ရေးလာမရေးလာမသိပါဘူးနောက်တစ်နှစ်လောက်ကြာတယ်ထင်တယ်အဲ့ဟာပြည်တော်ရေးဆန်ချက်ကထွက်လာပြီးတော့ဒီစာမူကြီးကိုပြီးွားပြီဆိုတာဖတ်ကြည့်ဆိုတော့ဖတ်ကြည့်တာဟာတော်တော်လေးကောင်းတယ်လို့ကိုဆိုတော့လိုက်ဆက်တာပေါ့နော်လိုက်ဆက်တော့ဘလူးမှလည်းမထုတ်ဘူးပေါ့မထုတ်တော့အဲ့အိုင်နဲ့တပိုက်ပိုက်ဆိုတော့သူ့တငယ်ချင်းစိုင်းဆရာကြီးမောင်ရွှေစုံဆိုတာရှိတယ်သူကအဲ့အချိန်မှာအောင်းမြင်နေပြီအဲ့စိုင်းဆရာမောင်ရွှေစုံနဲ့စကားဆက်မိပြီးတော့သူကနေပြီးတော့ ကိုတင်သိန်းဆိုတဲ့လူတယောက်နဲ့သူက3မိန်းထောင်ထားတယ်3မိန်းကိုတိုင်မောင်းတယ်အဲ့လူကလည်းစာအုပ်ထုတ်ဝေစာပေဝါဒနာပါတော့စာအုပ်ထုတ်ဝေလုတ်ချင်တယ်ဆိုတော့သူတို့နှစ်ယောက်တွေ့ပေးတယ်တွေ့ပြီးတော့900နဲ့ပေါ့နော်စာမှုက900နဲ့သဘောတူညီပြီးတော့ငွေ300အရင်ပေးလိုက်တယ်စာမှုကိုထုတ်မယ်နောက်တော့မှကြည်ပေးမယ်ဆိုပြီးတော့အဲ့ဟာထုတ်ဖြစ်တယ်ပေါ့နော်အဲဖတ်စာပလာမှာနေတယ်အဲ့ဒီကိုတင်သိန်းအခုတော့မရှိချာတော့ပါဘူးကြာပါပြီအဲ့ဟာသူထုတ်ပေးတာပေါ့နော် ကျေစုတယ်ရှိတာပေါ့နော်ဒီအစ်စ်ကိုထုတ်ပေးရတာသူကလည်းထုတ်ပေးသူအစ်စ်ပေါ့နော်အဲဒါပေမဲ့တိတ်မကြဘူးသူရောင်းမန်းရောင်းမွယ်မလှဘူးထင်တယ်သူကနေအကူကလည်းဆန်ဆက်ကထွက်လိုက်ပြီဆန်ဆက်ကထွက်ပြီးတော့လာကွာတဲ့ဝင်းစော်တဲ့ခုနင်းကိုတွားမယ်လေဖတ်စားဖလားလို့ညီကိုနှစ်ယောက်လမ်းလျှောက်သွားကြတာ200ကျန်နေတာ哦အဲ့ခက်က200နဲ့သူကအဲ့200နဲ့တောင်ကြီးကိုတက်မယ်ကွာတဲ့ဘေးရင်တွားဟောတော့မယ်တဲ့တောင်ကြီးကိုဘေးရင်တွားဟောမယ်တောင်ကြီးကိုတက်သွားမယ်တဲ့ အာလမ်းစိတ်ရတာပေါ့လေ200ငါ့ကိုပြရမှာဆိုတော့အဲကိုတင်ရင်းစီရောက်တော့ကိုတင်တင်းကလည်းထိုင်နေတယ်အာကျွန်တော်စာမူက200ကျန်နေတယ်တဲ့ဆိုတော့ခင်ဗျား200နေနေသားတာတဲ့ကျုပ်ဒီမှာတဲ့စာအုပ်တွေ3000ရိုက်ထားတာဗျာတဲ့လင်းကားအုပ်တော့မရောအောင်ဘူးတဲ့ပြန်သိမ်းလာတာတဲ့လင်းကားအုပ်တော့မရောအောင်ဟောမှာကြည့်ဆိုဟုတ်တယ်ကိုစာအုပ်ကသူ့အခန်းလေးပြည့်နေပြီဘယ်200ပေးတော့မလဲသူကလဲနော်အဲ့အရာလေးရောင်းရတယ်တော့ပေးမှာပေါ့ဆိုအဲ့အရာ ူလည်းပြန်လာခဲ့ရတာပေါ့ညီကိုနှစ်ယောက်ပြန်ပြီးလမ်းလျှောက်လာရတာပေါ့နော်သူမပေးတဲ့လူကလည်းအပြစ်တော်မဟုတ်ဘူးတော့သူရောက်မှမကောင်းတော့ဘူးရေဟုတ်တယ်မလားအဲ့အာပဲဒီမနုစာရီရဲ့ပထမဦးဆုံးပွဲဦးရက်ကတော့ရှုံးနေသွားတာပေါ့နော်အဲ့နောက်ပိုင်းမှာသူဟိုဟိုတက်သွားပြီးတော့အဲ့မှာចောင်းသွားတဲ့ရင်နဲ့ပြမှုမဲ့ကစင်းကိုဇော်ကြီးဖိုးဝင်သားတို့သူပို့ပေးရေးပေးတဲ့ဟာတွေဟိုဘာလဲတမိုင်လူသားမှုတို့လူနာပြုဆရာမနဲ့တမိုင်လူသားမှုတို့ အများကြီးပါတပွဲသားဦးနှောလို့အဲ့ဒီလေးတွားတွားပို့ရင်လည်းသူမရုံးသုံးကောင်လို့ဘာလို့ဆိုစာမှုကိုအဲ့မှာတွားဆက်အဲ့ကြတော့နာမည်တက်နေပြီမနုစာရီကဒီတိုင်းပဲအဲ့မှာသူနှစ်အုပ်ပေါ့နော်အဲ့နှစ်အုပ်မှာနာမည်တက်နေတဲ့အချိန်လဲကြားတယ်ကြားတယ်ကြားအောင်မှာမနုစာရီကိုမရုံးသုံးကောင်ပြီးလောက်မှာဖြန့်တော့မရုံးသုံးကောင်ကြတော့အုပ်ရ3000 4000 5000ဂုံသွားပြီအဲ့အချိန်လဲကြားမှာမနုစာရီကိုအခုကိုတင်သိန်းဆိုတဲ့လူကဂုံနုစာပေးမှာအဟောင်းချလိုက်ပြီ၃ချက်နဲ့ဟောင်းချလိုက်ပြီးတော့မှာ ဲ့မှာဂုံဒူးစာပေရနေပြီးတော့တခါပြန်ဖြန့်လိုက်တာဟောင်းကြံတဲ့ဟောင်းကိုအားလုံးဝယ်လိုက်ပြီးတော့3000နီးပါးကိုဝယ်လိုက်ပြီးတော့ပြန်ဖြန့်မှာတော့ဈေးနှုန်းကဟော1500ထုံလုံးဟာနဲ့ရောင်းလိုက်တာတခါတည်းအမှပြတ်သွားနောက်ပိုင်းကတော့ထုတ်ဝေသူတွေပေါ့နော်ဟိုအများကြီးပါပဲညံဝင်းစာပေတို့ဘာတို့အကုန်ပြန်ထုတ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 ်နောက်ဆုံးဒီမှာဒီခက်မှာပဲပြန်ထုတ်တာတို့ပဲထုတ်တာရင်6ကြိမ်ရှိပြီတခါထုတ်ရင်အုပ်ရေ2000 3000ထုတ်သွားတာအခုတစ်ထီဒီစာအုပ်ကမသေးပါဘူးဒီရက်တွင်တော့တော်တော်ရောင်းပါတယ်ပြတ်သွားတယ်ပြတ်သွားတော့လက်ကြံမရှိလို့ပြန်ရိုက်နေရတာပေါ့နော်ဒို့ထုတ်တာကမြန်တလင်းစာပေပေါ့နော်မြန်တလင်းစာပေမြန်တလင်းစာပေဥဝင်းစော00180 00ထုတ်ဝင်ခွင့်နော်အဲ့ဒါနဲ့ထုတ်တာပါနော်ဟုတ်ပြီဒါတို့တို့စထုတ်တာတော့6ချိန်လောက်ရှိနေပြီဒီပြင်လူတွေအချိန်ချင်းထုတ်ခဲတာတွေလည်းအများကြီးပေါ့နော်သူကစိတ်ကူးရင်ပေါ့နော်စိတ်ကူးရင်ဝတ္ထုပါပဲ တမိုင်းကြောင်းအဖြစ်ပြက်အမှန်လေးတွေနဲ့ထိုးဆက်လို့ပြီးတော့ရေးဖွဲ့သွားတာပါဒီကြောက်တက်တာကြီးကခုထဲမှာကြောက်တက်တာကြီးထဲမှာမနုစာကြီးလက်ကြီးထားတယ်မောင်တော်တတိတာကဖွင့်မှာပွင့်မယ်ဘာညာဒါတော့ဒါတွေကတော့ဒီထိုးဆက်လို့ခေါ်တယ်ဒီထိုးဆက်ဆိုတာကတကယ်အဖြစ်ပြက်ကြီးတကယ်ရှိနေတဲ့အဖြစ်ပြက်ကြီးထဲမှာမိမိဇက်ကောင်တွေကိုနဲ့ဇလန်းတွေထိုးပြီးတော့ရေးဖွဲ့တာတမျိုး တကယ်ရှိနေတဲ့အဆောက်အဦတွေကြီးထဲမှာတက်မဲ့အဆောက်အဦကြီးတွေထဲမှာကိုယ့်ရဲ့ဇက်ကောင်တွေဇလန်းတွေကိုနဲ့ရောပြီးတော့ရေးဖွဲ့တာတမျိုးဒါတွေကခြာရေးဆရာမှာလုတ်ပိုင်ခွင့်ရှိတယ်လုတ်ရက်လေချင်းလို့မပြောနဲ့ဒါကတုံးတက်တာမှာတကယ်မနှူးစာတွေလည်းမရှိဘူးလေသူစိတ်ကူးရင်တော့လားဒါကပန်ရိုက်လို့ခေါ်တယ်ခြာရေးဆရာရဲ့ရပိုင်ခွင့် ဘတ်ရိုက်တို့စီဗယ်ရိုက်တို့ရှိတယ်လို့စာရေးဆရာမှာဒါလုတ်ပိုင်ခွင့်ရှိတယ်သူကထိုးဆက်တယ်လုတ်ပိုင်ခွင့်ရှိတယ်ဟိုဒီညာနဲ့ပတ်သက်ပြီးတော့ရုပ်ရှင်ရိုက်ထားတာလည်းရှိတယ်ပြီးပြီလို့တော့ပြောတယ်ဟိုညုံမင်းလွင်ဆိုတာလေဒါရိုက်တာညုံမင်းလွင်နာမည်ကြီးပေါ့ဒါဒါရိုက်တာကရိုက်ထားတာသူလည်းတော်တော်စူးစမ်းပြီးလိုက်ရိုက်ထားတာတော်တိုက်ဆိုင်နေတာပေါ့နော်ဒီရက်တော့ဒါကြတော့တော်ရောင်းအောင်ကောင်းနေတယ်အခုတော့ ပြတ်သွားပြီစာအုပ်တော်တချို့ပြန်ရိုက်ရမှာဒါအကိုရှိတော့မှာပေါ့နော်အကိုမဆုံးငယ်ကနာမည်ကြီးမင်းသမီးပေါ့နော်နာမည်တော်တော်ကြီးတဲ့မင်းသမီးကတယောက်ကဝင်ရဲသူကိုယ်တိုင်ရိုက်ဖို့လားသူကိုယ်တိုင်ထုတ်လို့ဖို့လားသူကိုယ်တိုင်တုပ်ယုတ်ဆောင်ရင်တော့တော်တော်လိုက်နဲ့မနုစာရင်းနဲ့တော်တော်လိုက်တာပေါ့နော်အဲ့ဒီမင်းသမီးဝယ်လာပြီးတော့မလုတ်ဖြစ်တာနဲ့ဒီတိတ်မကြရင်လွန်ခဲ့တဲ့လင်းခင်းလောက်လောက်ရှိတယ်အာဒါရိုက်တာညုံမင်းလင်ကနေပြီးတော့သူမင်းသမီးဆီကနေပြီးတော့ယူလာပြီးတော့တောင်းလာပြီးတော့ သူဆက်ရိုက်တာပြီးနေပြီလို့ပြောတန်ကြားတယ်။ဒန္ဒာယီဆန္နာဟိုလူလူကြားထဲမှာစာဖတ်ပိတာကြားထဲမှာတကယ်ဖြစ်ဟန်ဖြစ်တဲ့ရေးဝါတာကတော့ဒီစာပေဆွမ်းအားတစ်ခုသူ့ရဲ့စာပေဆွမ်းအားတစ်ခုလို့ပဲမြင်တာပေါ့နော်ဟုတ်ပြီ။